လိုင်းရေးရဘယ်တော့ပြီးမှလဲလို့မေးနေတဲ့သူတွေဟာအွန်လိုင်းရေးမှာအပေါဝင်တဲ့လူတွေပဲများပါတယ်။ကြေကြတာပေါ့။ဟာအွန်လိုင်းရေးကိုပြေထိုးခံနေတဲ့သူတွေဟာမေးတယ်မေးကုန်တစ်ခုဖြစ်တာဖြစ်တဲ့အတွက်ကိုကိုယ်တိုင်ရောမမေးမိဘူးအရင်လိုပါတယ်။အွန်လိုင်းရေးရဘယ်တော့ပြီးမှလဲသိချင်တော့မေးစုပြောခဲ့တဲ့စကားလေးနဲ့ပြန်ပြီးတော့မျှဝေပေးနေပဲကျွန်တော်ရဲ့ဒီနေ့ညဒီအစီအစဉ်လေးတွေကိုဖွင့်နေလိုက်ပါတယ်။လူတွေအားလုံးပဲသုံးပြီးကြည့်ရှုဖို့ညကနေပြီးတော့အောင်ဆိုလိုက်ပါတယ်။ ကလဟနာပြောပါတယ်ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆင်းရဲတဲ့မိသားစုတစ်ခုဟာမတူပါဘူးချမ်းသာတဲ့မိသားစုကကလေးတွေဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်ခုခတ်ပြီးသားသမီးကိုထိုင်စားလို့ရပါတယ်ဆင်းရဲတဲ့မိသားစုဆိုရင်မိသားကိုဝိုင်းဝန်းပြီးတော့ကူညီရပါတယ်ကျမတို့ကလည်းဒီအတိုင်းပါပဲကျမတို့ရဲ့နိုင်ငံတိုးတက်စေခြင်းကိုယ်တိုင်ဝိုင်းဝန်းပြီးတော့ကူညီမှဖြစ်မှာပါအဲ့လိုကူညီနိုင်တဲ့အခွင့်အရေးရတာကိုဂုံယူစေချင်ပါတယ်ဝန်တာစေချင်ပါတယ် ငါတို့ဟာပင်ပင်ပန်းပန်းလိုအပ်နေခြင်းဆိုရယ်စိတ်ဓာတ်မထားစေချင်ပါဘူးငါတို့ဟာတကယ်ကိုငါတို့နိုင်ငံအတွက်လှုပ်ပေးနိုင်တဲ့အချိန်အခါမှာမွေးဖွားလာလို့ငါတို့နိုင်ငံတိုးတက်ရေးအတွက်ရုန်းကန်နေတဲ့အချိန်မှာငါတို့ဟာလှုပ်ပိုင်ခွင့်ရှိလို့ငါတို့အထုအခွင့်ရရတဲ့နိုင်ငံသူနိုင်ငံသားတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားစေချင်ပါတယ်ကျမအနေနဲ့လေကျမတို့ကျမတို့နိုင်ငံအတွက်ရုန်းကန်ရတာအပင်ပန်းခံရတာဂုံယူစရာလို့ပဲကျမတို့သတ်မှတ်ပါတယ် ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရာကိုယ့်ရဲ့ဆန္ဒအရာကိုယ့်နိုင်ငံကိုဟိုတိုးတက်အောင်လုပ်ဖို့အတွက်၊ကူညီဖို့အတွက်၊ထောက်ပံ့ဖို့အတွက်အပြင်းမခံနေဆိုတာဟာအင်မတားမှကျေနပ်ဆရာကောင်းတဲ့အလုပ်ပါ။ဒါကြောင့်ကျမတို့ပြည်သူတွေအားလုံးပါစေချင်ပါတယ်။ကျမတို့ဒီလိုခရီးလာတဲ့ထွက်တယ်ဆိုရင်ပြည်သူတွေရဲ့ထောက်ခံမှုပြည်သူတွေရဲ့အားပေးမှုဟာကျမတို့အတွက်အဓိကအရေးဆုံးအကြီးအရေးကြီးဆုံးကိစ္စပါပဲ။ဒါပေမဲ့ဒီအားပေးမှုထောက်ခံမှုတွေဟာမျက်စိစုံမှိတ်ပြီးတော့ ထောက်ခံမနာတွေမဖြစ်စေချင်ပါဘူး။ဒါကြောင့်မလို့ကျမတို့ကနေပြီးတော့ဒီလိုပြည်သူနဲ့တွဲဆုံပွဲတွေလုပ်ထားပါကျမတို့အစိုးရကဘာတွေလုပ်နေလဲဆိုတာပြည်သူသိချင်တာတွေကိုကျမတို့တင်ပြနိုင်တဲ့အခွင့်အရေးရှိတယ်။ပြည်သူတွေရဲ့စိုးရိမ်မှုတွေမျှော်မှန်းချက်တွေလိုအပ်ချက်တွေကိုကျမတို့အနေနဲ့နားထောင်ပိုင်ခွင့်ရှိတယ်။ဒီခလဲမှာဘာဖြစ်နေတာလဲ။ဒီခလဲမှာရှိနေတဲ့ပုံကိုယ်တွေကထိုင်မှလားမထိုင်ဘူးလား။ထိုင်လိုက်ပါ ကျွတ်ခဏခဏပြောတယ်နော်နိုင်ငံတနိုင်ငံအတွက်တဦးချင်းတဦးချင်းစီကန့်ရှိချင်းဟာအင်တာမအရေးကြီးပါတယ်ဆိုတာအဲ့ဒီကျမကပြည်သူလူထုကိုအများကြီးလေးစားပါတယ်မေတ္တာလည်းထားပါတယ်ဒါပေမဲ့ဒီလိုကိစ္စတွေမှာတော့ကျမအလိုမလိုက်နိုင်ပါဘူးဒီလိုအလိုလိုက်တဲ့ဟာပြည်သူကိုပျက်စီးအောင်အားပေးနေတာနဲ့တူပါလိမ့်မယ်ဒါကြောင့်မလို့စီကန့်ရှိရှိတော့နေပါ ခလဲမာ ရောက်နေခြင်းလို့ရှိလို့ရှိရင်ထိုင်ပါမထိုင်ခြင်းလို့ရှိလို့ရှိရင်ဟိုအပြင်ဘေးဘေးမှာသွားပြီးတော့ထနေလို့ရပါတယ် လူတိုင်းလူတိုင်းဟာသူ့နေရာသူတည်ဖို့ဆိုတာအင်တာမအရေးကြီးတယ်ဆိုတော့ကျမတို့ပြည်သူတွေသဘောပေါက်တယ်နော်လူတိုင်းလူတိုင်းဟာကိုယ်နေရာကိုယ်သီးမှကိုယ်ဒီကိုယ်နဲ့မှန်ကန်တဲ့နေရာမှာယက်တီမှသာတိတ်ခါရှိတာပါဒီအပြင်ဘက်ကပိပိဿတ်တွေကမတတ်ထနေတာပိဿတ်တွေကတိတ်ခါပဲအပြင်ဘက်မှာမတတ်ထတဲ့အပင်မခန်နဲ့နေပူခန်နဲ့ဒါပေမဲ့အထဲမှာရောက်နေပြီးတော့အရေးအောက်မှာရောက်နေပြီးတော့အလဲမှာရောက်နေပြီးတော့လဲမတတ်ထခြင်းလို့ဆိုရင်တော့ဒါမတင့်တယ်တော့ပါဘူး အဲကြောင့်မလို့ကျမတို့အားလုံးဟာကိုယ့်နေရာကိုသိဖို့လိုတယ်ကိုယ့်နေရာဟာကိုယ်နဲ့တင့်တော်တဲ့နေရာလားဆိုတာကိုမှတ်ဆတတ်တဲ့အလေးအကျင့်နဲ့ရှိဖို့လိုပါတယ်တော့တက်ကလေးနဲ့ပြည်တယ်ပြည်ပြည်လေးပြစ်ပါတယ်လို့ပြေပါလို့ကူကြတော့ပြောတယ်စစ်ကောင်စီကင်းစင်လို့စစ်တပ်ကငါတို့တော်လန်မယ်အတူတူတော်လန်မယ်ဆိုပြီးအဲ့ရွာလူတွေနဲ့အဲ့ PDF တွေနဲ့ပေါင်းပြီးတော့တော်လန်ခဲ့ကြတာအုံးအုံးနဲ့ချပလိုက်တော့ပြည်တယ်ပြတ်တက်ကလေးနဲ့ပြန်လိုက်ပြစ်ခေါ်ကူကြတော့တက်ကလေးနဲ့ပြည်တယ်ပြည်ပြည်လေးပြစ်ပါတယ်လို့ပြောတယ်ဆိုတော့ရာဆိုရင် ပြန်ကြည့်မယ်ဆိုရင်တက်ကလေးနဲ့ပြစ်တာမှန်သလားမှားသလားလို့မင်း ခင်ဗျားတို့ပဲစဉ်းစားကြည့်တို့အောင်ဘက်ခံတော့အောင်ဘက်ခံနေကြတယ်ကျွန်တော်တို့ကအဲ့ဒါကိုသွားပြီးတော့တက်ကပြစ်တာမားတယ်လို့ပြောချင်စီမရှိတော့မှန်တယ်လို့လည်းမပြောပါဘူးမားတယ်လို့ပြောချင်ဘူးဘာဖြစ်လို့ဆိုလေရင်နဲ့ပြစ်တယ်ပြည်သူတွေတည်တယ်လို့သူကပြောတယ်ဒါပေမဲ့အဲ့ဒီနေရာတွေကတို့ဘယ်တော့အဲ့ဒီနေရာတွေတို့အောင်ဘက်ခံခဲ့တဲ့နေရာတွေတို့ပဲတခါတည်းစစ်တပ်ကင်းစင်သွားပြီးစစ်တပ်ကြီးကိုဘာလုပ်လိုက်ပြီးဆိုပြီးတို့ပဲကြိုးကြော်ခဲ့ကြတဲ့နေရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာမှပြောချင်စီမရှိဘူး ။အဲဘောမာတွေကတော့သူတို့ကပဲမသိရင်ပဲပြည်သူတွေတနာတယ်ပေါ့ဗျာ။ပြည်သူတွေကနေပြီးတော့တော်လိုင်းတက်တင်နဲ့ပေါင်းပြီးအောင်ပွဲခံလို့သူတို့ကဘုံကျဲရတာပေါ့။သူတို့ကကျဲကျင်လို့မဟုတ်ဘူးပေါ့။အောင်ပွဲခံလို့ကျဲရတာဆိုပြီးတော့ပြောနေရတယ်တွေ့ရပါတယ်။ဒါပေမဲ့ဒီကောင်တေရဲ့စိတ်ထဲမှာကတော့အငုံစိတ်ပဲရှိတာပေါ့။အောင်ပွဲခံတဲ့နေရာလဲဘုံကျဲမှာပဲ။အောင်ပွဲမခံတဲ့နေရာလဲဘုံကျဲမှာပဲ။ဒါတော့သိထူးစရာပြောကြရမလို့ပါဘူး။ဒါကိုပြည်သူတွေလက်ခံထားဖို့ရန်လိုအပ်ပါတယ်။ငါနိုင်ငံရဲတပ်ဖွဲ့ကကျွန်တော်တို့ကပတိစိတ်ပြီးမြေတာပို့တယ်ပတိစိတ်ပြီးတော့မြေတာမပို့နိုင်ဘူး ကျဲသိင်ကျဲရမှာပဲချသိင်ချမှာပဲเนาะဒါတော့ကျွန်တော်ရဲ့လုပ်ငန်းကျွန်တော်ရဲ့တောင်းအေးသူတို့ရဲ့လုပ်ငန်းနေဗျာအေးအားလုံးတွေ့တဲ့အချိန်ပဲမာနိုင်ငံကိုတက်ပြီးတော့စစ်ခွေးတွေအုပ်ချုပ်နေပြီးတော့ဘာတွေလုပ်နေလဲဆိုတာကတော့ဒီစစ်ခွေးတွေပဲစကထွက်လာတဲ့စကအေး online ဆိုတဲ့ကောင်ကစစ်တိုက်စရာမလိုဘူးမင်းတို့ငါလုံပြမယ်ဆိုပြီးတော့သူလုံပြသွားပြီခုလုံပြသွားပြီရသွားပြီတဲ့လား ခမတော်ကစစ်ကောင်းဆောင်ဆိုတာကအဖက်ဖက်ကနေပြည်စုံနေရတယ်ကဲမင်းအောင်နိုင်ရနေပြီးလာရှုပ်ကိုပြင်ရဖို့အတွက်လုပ်ပြသွားပြီဆိုပြီးဇော်ဝင်းတက်ကဟောင်းတဲ့အချိန်မှာပဲမင်းအောင်နိုင်ရဘာတွေလုပ်ပြသွားတာလဲနိုင်ငံပိုင်ပစ္စည်းတွေကိုပေးတာပေးမပေးရင်တော့ကျွကျွခုတ်ပေးမှရမယ်ဘာလို့လဲဆိုတော့တရုတ်ကြီးကသူပထွေးမှမဟုတ်တာကွာ ံမျိုးတွေအားလုံးပဲရေးပြီးငလင်ပြီးနဲ့မေးအီပြီးတွေဒါမှမဟုတ်ကင်းဝေးကြပါစေလို့ဆုတောင်းပေးနေတယ်ပဲကျွန်တော်ရဲ့ Gojet Revolution Channel ရပြန်လည်ကြိုဆိုလိုက်ပါရစေဗီဒီယိုလေးတွေ reaction မလို့တွားပေးမှာတော့ယနေ့ April 22ရက်နေ့တင်းလာနေ့ရဲ့ညပိုင်းထီနောက်ဆုံးရရှိတဲ့တင်းချို့ကိုအကြီးညိုဖော်ပြသွန်းဖြစ်တဲ့အတွက်ဒင်းကောင်းနေရဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးထမှန်တောင်းဆိုလိုက်ပါရစေပထမဆုံးတင်းပုံနေနဲ့ကတော့အုတ်ဖို့မှာ PDF တွေသေရရင်လာခဲ့ဟုစိန်ခေါ်နေတဲ့ငရှိရိုးအုတ်စုအုတ်ချုပ်ရေးမှုနိုင်ဦးပြခခံရပြီး မြောင်းနေကောင်းဆိုင်သွားပါလေအကိုတိုင်းအုပ်ဖို့မြို့နယ်မှာတော့ PA တွေတည်ရရင်လာခဲ့ဟုစိန်ခေါ်ခဲ့တဲ့နရှေယိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးကိုဝင်ရောက်ပြစ်ခတ်ရမှာတော့နေရာမှာပဲမြောင်းနေကောင်းဆိုင်သွားပါလေဧပြီလ20ရက်နေ့နနက်6:00နာရီ7မိနစ်ချိန်မှာအုပ်ဖို့မြို့နယ်ကျောင်းစုရွာမှာနေထိုင်တဲ့နရှေယိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးဟာလူငယ်များကိုပေါ်တာဆက်ဖန်းစီရန်နရှေယိုးရွာအလူကိုရောက်ရှိနေစီမှာပဲတာယာဝတီကိုင်တရင်သုံးရှစ်သုံးညနေတခွဲလေးမြောက်ပြောက်ကြားတဲ့ဘက်ကတော်လိုင်းရေပေါ်များကငရှီဦးရွာလေအလူမန်းတဲ့အနီး ၎င်းကိုပြစ်ခတ်ရှင်းနေကြတာဖြစ်ပါတယ်။ဟုတ်တဲ့တင်မှာတော့နေပြီးတော့မှတော့ကပ္ပစတိသုံးမှာပုံမှုဖြိုးမင်းကျော်တက်ကျက်အောင်စော်နိုင်တဲ့ရဲဒုတက်ကျက်ဦးပြေစုံတို့ကိုငွေကျပ်3000နဲ့အတူခန်းစီမိတော့လဲစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ဒီဆုံးကကြောင်းသိရှိရပါတယ်။နေပြီးတော့ဥဒရတိတိမျိုးနဲ့မှာကပ္ပစတိသုံးကပုံမှုဖြိုးမင်းကျော်တက်ကျက်အောင်စော်နဲ့ရဲဒုတက်ကျက်ဦးပြေစုံတို့ကိုငွေကျပ်3000နဲ့အတူဖမ်းမိတော့လဲစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်အုံစလုံးတာဆုံးသွားကြောင်းနဲ့ပြိနှိတ်ခံဤသူတော်လိုင်းအင်အားစု ပြည်သူ့လူမျိုးရေးတက်မတော် PLA တက်ဖွဲ့ကနေပြီးတာဝန်ရှိသူကပုံပြန်ထားတာတွေ့ရှိရပါတယ်။ဒါကတော့ဖြစ်စင်မှာတော့ရမတ်စစ်ကောင်စီဌာနရုံးဆိုင်ရာနေပြည်တော်တိုင်းဥဒရတိတိမြို့နယ်လမ်းမိုက်တနေရာမှာပြည်နေခံပြည်သူ့တော်လှန်ရေးအင်အားစုပြည်သူ့လူမျိုးရေးတက်မတော်မှရဲဘော်များကအချိန်၃နာရီကြာထိန်းချုပ်စစ်ဆေးခဲ့ကြောင်း သူတို့စစ်စည်းနေတယ်မှာပဲဘုံမှုဖြူမင်းကျော်ပေါဝင်၃ဦးကိုစစ်သုံးဆောင်ငွေကြေး၃000ကျော်နဲ့အတူဖမ်းမိခဲ့ကြောင်းမှန်၃ဦးကိုဖမ်းဆီးမိပြီးပြန်နဲ့ဆုတ်ခွာလာစဉ်စစ်တုံမှန်၃စလုံးကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်တဲ့တင်တို့မှာတော့သခိုင်းငလင်ကြီးကြောင့်အတိဒုက္ခရောက်နေတဲ့မြန်မာပြည်သူများအတွက်နိုင်ငံတကာကပေးပို့သောရေးပေါ်ကယ်ဆယ်ရေးရိတ်ခါစေဝါပေါဝင်အခုပစ္စည်းများကိုအကြမ်းဖက်စစ်ကောင်စီကဖြန့်ဝေခြင်းမရှိဘဲနေပြည်တော်မှာစုပုံထားကြောင်းအလင်းဘေးကူညီစစ်ကောင်စီနဲ့တွဲဖက်လုပ်ကနေတဲ့ပြည်တွင်းအကူအညီပေးတဲ့ဖွဲ့စည်းတွေကနေပြီးတော့ထုတ်ထားတာကိုသိရှိရပါတယ်။ ။အဟာမဆန်28ရင်းနေမှာလောက်ခတ်ခဲ့တဲ့စကိုင်းကနေကြီးရောက်နေအမြပျက်စီးခဲ့သည့်လူထိခိုက်မှုတွေဆုံးမှုများတုံတွေ့ခဲ့ရတဲ့မြန်မာပြည်သူများအတွက်နိုင်ငံတကာကရေးပေါ်ကယ်ဆယ်ရေးစနစ်အခမ်းအနားဆေးဝါးကူညီများဇက်တိုက်ပေးဖို့လျက်ရှိပေမလဲနေပြီးတော့မှဒါစုပုံထားကြောင်သိရှိရပါတယ်။ဒီကောင်စီကငလင်ပေးကူညီအတွက်လောက်ကင်လူသူများအလုံးခွင့်မှုချက်ဖြင့်လောက်ကင်ရန်မိန့်ထုတ်ထားပြီးခွင့်မှုချက်မရှိလျင်မြေတီကူညီကယ်ဆယ်ရေးကိုမှလောက်ခွင့်မပေးကြောင်းလဲတာမီကန်တဲ့ထားသဖြင့်ကူညီရေးဖွဲ့များမှစစ်ကောင်စီထံမှကြောင်းကြပြီးမှခွင့်မှုချက်ယူရကြောင်းလဲသိရှိရပါတယ်။ မှာကတော့အလုံးကြားလိုက်မယ်တပိတ်ချင်းစင်ကူမရရနေတော့ရမှာရှိတဲ့ဂျွာတွေကိုနာပြီးခဲ့ရရေထွက်တို့တွင်းနေအဆိုင်ရှင်နေလေနဲ့တက်ကပြစ်တယ်ဆိုပြီးတော့ပေါ်လို့ရအောင်ကြားတယ်အဲ့ဒါတွေဇင်းမြေရာဆုံးပြန်ဖတ်ပြန်ကြည့်ပါဦးခင်ဗျားတို့အနေနဲ့ပြီးခဲ့တဲ့ရပိုင်းနေကာလာပိုင်းတစ်ချောင်းလုံးကသူတို့ NUG ဘက်တော်သားတွေရဲ့ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်တွေမှတ်တမ်းတွေဓာတ်ပုံတွေပြန်ကြည့်လိုက်ပါအဲ့ဒီလေနဲ့ပြစ်ခံရတဲ့ဂျွာတွေမျိုးတွေဒေသတွေကအောက်ဘက်ခံခဲ့တဲ့ဒေသတွေသူတို့အောက်ဘက်ကလားအာဒီမိုင်းနေလေကြိုးတယ်အောက်ဘက်ကလည်းခါလေဗီဒီယိုရိုက်တင်ပြီးတော့စစ်ကောင်စီကင်းစင်သွားလို့ငါတို့အောက်ဘက်ခံရကြပြီဆိုလို့အဲ့မှာနေရတဲ့လူတွေကဲဟိုတက်ကလင်းနေလဲကျဲရောပြည်သူတွေပါလို့ခုကြတော့ပြောတယ် စစ်ကောင်စီကင်းစင်လို့စစ်တပ်ကငါတို့တော်လန်မယ်အတူတူတော်လန်မယ်ဆိုပြီးအဲ့ရွာလူတွေနဲ့အဲ့ပြည်တဲ့တွေနဲ့ပေါင်းပြီးတော့တော်လန်ခဲ့ကြတာအုံအုံအုံနဲ့ချပလိုက်တော့ပြည်ပတက်ကလေးနဲ့ပြန်လဲပစ်ကောအခုကျတော့တက်ကလေးနဲ့ပြစ်တယ်ပြည်သူတွေပြစ်ပါတယ်လို့ပြောတယ်ဆိုတော့ရာဆိုရင်ပြန်ကြည့်မယ်ဆိုရင်တက်ကလေးနဲ့ပြစ်တာမှန်သလားမှားသလားလို့မင်းခင်ဗျားတို့ပဲစဉ်းစားကြည့်တို့အောင်ဘက်ခံတော့အောင်ဘက်ခံခဲ့ကြတယ်ကျွန်တော်တို့အဲ့ဒါကိုသွားပြီးတော့တက်ကပြစ်တာမှားတယ်လို့ပြောချင်စီမရှိတော့မှန်တယ်လို့လည်းမပြောပါဘူးမှားတယ်လို့ပြောချင်ဘူးဘာဖြစ်လို့ဆိုလေးနဲ့ပြစ်တယ်ပြည်သူတွေတည်တယ်လို့သူတို့ကပြောတယ်ဒါပေမဲ့အဲ့ဒီနေရာတွေကသူတို့ဘယ်တော့အဲ့ဒီနေရာတွေသူတို့အောင်ဘက်ခံခဲ့တဲ့နေရာတွေ တို့ပဲတခါလဲစက်တက်ကင်းစင်သွားပြီစက်တက်ကြီးကိုဘာလုပ်လိုက်ပြီဆိုပြီးတို့တို့ကကြိုးကြော်ခဲ့ကြတဲ့နေရာတွေဖြစ်တဲ့အတွက်ကျွန်တော်ကဘာမှပြောချင်သေးမရှိတော့ဖြစ်သွားတော့ကြီးပြီးတော့ဩစရတယ်ကျွန်တော်ပြောတယ်ရွာရွာအမျိုးတမျိုးကိုသိမ့်လိုက်ပြီငါတို့အောင်မဲခံလိုက်ပြီဆိုအောင်မဲခံအောင်မဲခံတယ်ကျွန်တော်အဲ့အောင်မဲခံတဲ့ဗီဒီယိုမြင်လေးလေးအဲ့ဒီအောင်မဲခံတဲ့လူတွေနဲ့အဲ့ဒီမျိုးကတော့သွားပြီဆိုရတွေ့တယ်စိတ်ထဲမှာအဲပေါ်မတွေကတော့အောင်မဲခံလို့သူတို့ဘာကဘုံကျဲတာပေါ့ဗျာအငုံစိတ်နဲ့ကျဲတာပေါ့ဒါကတော့ငုံစိတ်နဲ့ကျဲတော့ကုန်သိမှာပါအောင်မဲခံတာကျဲမယ်ဆိုရင်မင်းပါလို့မင်းတို့ရေအောင်မဲခံနေတာလည်းမကြခင်ကြိတ်ခံပါပါ ။ online တက်တွေကအောင်ဝက်ခံလို့ဘုံကျဲတယ်ဆိုတာတော့မပြောနဲ့။မင်းတို့ရဲ့အငုံစိတ်နဲ့ကျဲတဲ့ဘုံတွေကိုငါတို့တွေကတီးပြီးသား။သနာကြောင်တွေမဆောင်နဲ့။မင်းတို့တီးထားဖို့ကမင်းတို့ကိုပြည်သူကဘယ်တော့မှခွင့်မှာမဟုတ်ဘူး။ဟာတွားပြီလို့တွေးရ။အဲ့လိုပဲတွေးတယ်ကျွန်တော်။အဲ့တော့ကျွန်တော်တို့အဲ့လိုတွားပြီလို့တွေးတာကျွန်တော်ကအကြောင်းရှိတယ်။ဒါရီယာတက်ကခြေမုန်းတဲ့ခါအကုန်ပါကုန်ပဲတေကုန်တော့မှာပဲဆိုပြီးတွေ့ပြီးစိတ်မကောင်းဖြစ်တယ်။ဆိုတော့ကျွန်တော်တို့တားလို့ရတဲ့အရာမဟုတ်ဘူး။ကျွန်တော်တို့ကအစောကြီးတည်းမဖြစ်ကြဘူးမလုပ်ကြဘူးပဲတားခဲ့တာ။မရတဲ့အဆုံးမှာကြည့်ပဲနေတော့တယ်။မျက်စောပဲရအောင်တချို့ကိစ္စတွေကကြည့်နေတဲ့ကိစ္စမတားကိုမတားကြည့်နေတဲ့ကိစ္စအောင်ရှိတယ်။ကျွန်တော်တာမန်လူပြအဝေးပေါ့။ ကြည့်ပဲနေရတော့တယ်အဲ့တော့အဲ့ဒါကြီးကိုစေဘကောင်းဖြစ်သလားဝမ်းလဲလားမင်းကမကျင်းနဲ့မပြောဘူးလားဘာညာဆိုဒီဇလန်ကိုဒီလိုခင်ထားမှာတော့အကြောင်းရှိမှာတော့အကျိုးဖြစ်ပြီအကျိုးရှိမှာတော့အကြောင်းဖြစ်ပြီဗောဗျာခင်ဗျာဒီလိုဖြစ်အောင်လုပ်မှာတော့ဒီလိုဖြစ်တာတော့ကျွန်တော်တို့ကဘာလို့သွားပြီးတော့ပြောမလို့လို့အဲ့အဲ့တော့ဆိုရင်ဒီလိုဖြစ်အောင်လုပ်တဲ့လူကဘာတူလဲပထမဆုံးစပြီးအာနာသိန်းနဲ့မင်းအောင်နိုင်လေမင်းတို့ရဲ့အဖမင်းအောင်နိုင်ကအာနာသိန်းတို့လူတွေဖြစ်လာတာလေမင်းအောင်နိုင်နဲ့အာနာမသိရင်ပြည်သူလူငယ်တွေခလေးတွေအနေနဲ့အခုချိန်ဆိုရင်ဂိမ်းလေးဆော့လိုက်ကောင်းလေးတက်လိုက်နဲ့အေးရအေးကြောင့်ကိုစိမ်းပေါင်းနေလို့ရတယ်မင်းတို့ကိုွေးတက်ပြီးတော့ပလင်ပေါ်ကိုွေးတက်တော့မခံရင်တော့တော်လန်းနေရတာ ုံလို့ဆက်ပြောတာဘာကြောင့်တက်ကခုနောင်ချိုဘက်ကတဝိုက်ကိုလည်းတက်ကဒီဘက်ကတိုင်းဆက်တဲ့နောက်ဒီဘက်ကလည်းထောက်ပြီးတိုက်နေတယ်ဒီဘက်ကလည်းမန္တလေးဘက်ကတက်နေတယ်အဲတပိတ်ချင်းတွင်းငယ်တပိတ်ချင်းမရယာဆင်ကုဘက်ကိုတက်တယ်ပြီးရင်တော့မိုးကုတ်ထီကိုပြန်ပတ်လိုက်မယ်ပတ်ပြီးရင်နောက်ဆုံးမှာမိုးကုတ်ကမကြိုင်သူတို့တက်ကပြန်ပြီးတော့ပတ်ပတ်လိုက်ဝိုင်းပြန်သိမ်းလိုက်မယ်အဲ့တော့ပလောင်နေခုတည်းကမိုးကုတ်မှာပစ္စည်းတွေခိုးပြီးကားတွေကိုပစ္စည်းစမအိမ်တွေထဲပစ္စည်းတွေခိုးပြီးတဲပြီးတော့သူတို့ပလောင်နေနေတဲ့ပြန်သိမ်းနေရတဲ့လည်းရှိနေပြီခုတည်းကမိုးကုတ်မှာမိုးကုတ်မှာအိမ်တွေထဲကအင်ဂျီအိမ်ကောင်းတွေမှာအစောပစ္စည်းကောင်းတွေရှိအားတွေကကားတွေနဲ့ကဲဖင်နေထိုးပစ္စည်းတင်တင်ပြီးတော့အခုသူတို့ပလောင်နေတဲ့ကိုမောင်းပြီးတဲပြေးနေတဲ့ဇာတ်လမ်းတွေရှိနေပြီ အများကြီးပဲမိုးမှာအဲ့တော့တို့မကြိုက်မိုးကိုလက်လောရမယ်ဆိုတော့တို့တွတ်တွတ်ချက်ပြီးသားအဲ့တော့ပြီးရင်တော့ဒီဘက်ကနောင်ချိုကနေပြီးတော့ကြောင်မဲတီဘောလာရှိုးကလည်းပွင့်သွားမယ်လာရှိုးကတော့သိန်းကြီးလည်းပွင့်မယ်သိန်းကြီးပွင့်ပြီးဆိုရင်ဒီဘက်ကကုန်းလုံးပဲထီဖောက်ပြီးတော့တရုတ်ကုန်သွေးရပြန်ဖွင့်မယ်တရုတ်ကလည်းကုန်သွေးရမဖွင့်လို့မရဘူးကြားလိုက်တူတရုတ်ပြည်ရဲ့ယူနန်ပြည်နယ်တွေအားဒီဒုက္ခတွေရောက်တော့မကြိုက်ဘူးလည်းမခံနိုင်တော့ဘူးအဲ့တော့သူကလည်းပြန်ဖွင့်ကြတယ် သူ့ရဲ့ပိုင်ဆိုင်မှုဒီဘက်မှာလည်းရှိနေတယ်သူပြန်ဖွင့်နေတယ်တရုတ်ကလည်းအဲ့တော့တရုတ်ကမဖြစ်မနေလောက်ကြတာသဘောအဲ့တော့ဒီဘက်ကလည်းမိုးကုတ်ဘက်ကလည်းပြန်ဖွင့်သွားနိုင်တယ်ဖွင့်သွားရင်တော့အဲ့မိုးကုတ်ထီနဲ့ရှမ်းမြောက်တခွင်လုံးမိုးကုတ်နဲ့မန္တလေးအစမိုးကုတ်နဲ့ရှမ်းမြောက်တခွင်ပြန်ရပြီဆိုရင်တိုက်နေနေရသူ့အနေနဲ့သူ့လုဆက်ချင်စရိုက်ပြန်လုဆက်ချင်လုပ်နေမယ်ရှမ်းပြည်နယ်ကိုတော့တကပြန်ပြီးတော့တစ်စင်းချင်းတစ်စင်းပြန်ပြီးတော့ထိန်းသွားလိမ့်မယ်လို့ဒေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာကတော့ဖြက်လေးပြက်ကိုခံရရတဲ့ရခိုင်ဒေသရဲ့အနေအထားတစ်ခုကိုဒါကိုသိမြတ်ကနေပြီးတော့ဟောပြဝေဖန်ထားဖြစ်တဲ့ပြည်နယ်ကိုများပြလေပါတယ်မကြည့်ရသေးတဲ့မျိုးကိုကျွန်တော်တို့ကြည့်တော်ရရပါတယ် စီရေးတိုက်ပွဲတွေကြားမှာရခိုင်ပြည်နယ်ကြီးဟာစစ်တလင်းကြီးဖြစ်သွားခဲ့ပါတယ်။ရခိုင်မှာနေတဲ့ပြည်သူလူထုဟာအဲ့ဒီအချိန်ကစပြီးတော့အခုထိစစ်မြေပြင်ပေါ်မှာတရက်ထက်တရက်တလထက်တလတနစ်ထက်တနစ်ဆိုသလိုအသက်ရှင်ရပ်တည်ဖို့ကြကုတ်ကြခဲရုန်းကန်နေကြရပါတယ်။တိုက်ပွဲတွေကြီးစံနေလက်နက်ကြီးတွေနဲ့လေယာဉ်ပေါ်ကကျဲချတဲ့ဘုံသီးတွေတန်းကနေပြီးတော့ကန်ကောင်းလို့လွတ်မြောက်ရတောင်မှလက်ရှိမှာငတ်ပြီးမတည်ဖို့ဆူတောင်းရမယ်ဘဝရောက်နေပြီလို့ဆိုရမှာပါ။ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ အခုလ13ရက်ကနေ16ရက်အထိဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်ကဒုက္ခသည်စခန်းတွေကိုတွားရောက်တဲ့ခီးစဉ်မှာနယ်စပ်နှစ်ဖက်ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။ရခိုင်ကလူဦးရေ65ရာခိုင်နှုန်းဟာအသက်ရှင်ရပ်တည်နိုင်ဖို့တောင်မှတော်တော်ရုန်းကန်ရတော့မှာဖြစ်ပါတယ်။အခု2025ခုနှစ်အေဘီလအလောက်ရောက်လို့ရှိရင်ရခိုင်မှာအစားအစာရဲ့လိုအပ်ချက်20ရာခိုင်နှုန်းကိုပဲထုတ်လုပ်နိုင်တော့မယ်လို့လွန်ခဲ့တဲ့6လလောက်ခရဲကကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်ထားပါတယ်။ရခိုင်မှာနေတဲ့လူ၁၀ယောက်မှာ၂ယောက်ပဲစားနိုင်ပြီးတော့ နောက်၈ယောက်ကငတ်မှာပါနိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေကိုလက်ရှိမှာအသေးအတန်လိုအပ်နေတဲ့အခြေအနေပါဒါကြောင့်ရခိုင်ပြည်နယ်ကစစ်ဘေးဒုက္ခအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်အောင်လမ်းကြောင်းတွေဖွင့်ပေးဖို့ Fortify Rights အဖွဲ့ကမတ်လ၁၂ရက်နေ့ကထုတ်ပြန်တောင်းဆိုထားပါတယ်ရခိုင်ပြည်နယ်မြန်မာနိုင်ငံမှာစစ်ဘေးနဲ့ပတ်သက်လာရင်တော့ဆယ်လီတီတော်မြကနေကျော်သွားတဲ့အနေအထားကိုတွေ့ရပါတယ်ဘလို့ကျော်သွားတဲ့သူဆိုရင်တော့စစ်ဘေးနဲ့ပတ်သက်ပြီးတော့ training ပြည်သူတွေကိုကူညီဖို့ post တွေကိုတင်လိုက်တန်းမှာ cell တွေက ဘုံပုံနေနေပဲမသိအောင်ဆောင်းသွားတော့တွေ့ရပါတယ်သူတို့လိုချင်တာကအတိအကကတော့ဘာလဲဆိုတာမနိုင်ငံမှာရှိမြင်နေရတဲ့အနေထားအခုတော့ဖြစ်ပါတယ်အမှားတကြောပြန်တိုက်ပွဲတွေပြန်စတဲ့2023ခုနှစ်ဂုံပိုင်းကလေးကလူလူဟာအဖက်ဖက်ကအပိတ်ခံထားရပါတယ်ခီးကြီးသွားလာခွင့်နဲ့အကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ခွင့်အပိတ်ခံထားရတာကတော့အစိုးဆုံးတဲ့လူတွေကိုအငတ်ပေးစိုက်ရောက်စေတဲ့အဓိကအကြောင်းရင်းမှာ45 rights ရဲ့ဖော်ပြချက်အရအရက်ခတက်တော် AA ရဲ့ပိတ်ပင်ကန့်တတ်မှုတွေလည်း ရှိပါတယ်။ဘင်္ဂလားဒေ့ရှ်ကလည်းနေဇက်ကုန်သွယ်ရေးကိုပိတ်ထားပါတယ်။အဓိကအကြဆုံးလက်တယ်တရားခံကတော့စစ်ကောင်စီပါ။စစ်ကောင်စီကရခိုင်ကိုဖျက်လေးဖျက်လုပ်ပါတယ်။ရခိုင်ပြည်ကိုအတွင်းရောအပြင်ကနေပါကတ်သက်ပိတ်ပင်ပါတယ်။လက်ရှိရခိုင်ရဲ့18မြို့တွေက3မြို့ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပါတော့တယ်။ကျန်တဲ့မြို့တွေကို AA အာရခတ်တပ်တော်ကတိုက်ထားပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေကတော့စစ်တွေကြောက်ဖြူနဲ့မန်အောင်လို့ဖြစ်ပါတယ်။အဓိကစိတ်ကမ်းမြို့လဲဖြစ်တယ်လို့ရခိုင်ရဲ့မြို့တော်လဲဖြစ်တဲ့ စစ်တွေကစစ်ကောင်စီရဲ့လက်ထက်မှာရှိနေတဲ့အတွက်စစ်ကောင်စီဟာဗမာပြည်ရဲ့တခြားနေရာတွေကနေပြီးတော့ရခိုင်ပြည်နယ်တွေကိုစီးဆင်းလာမဲ့ကုန်စည်လမ်းကြောင်းတွေအကူအညီတွေကိုထိထိရဲရောင်နဲ့ပိတ်ပင်ထားနိုင်နေပါသေးတယ်။ဒါနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်မှာတာဝန်ကျတဲ့ကုလသမဂ္ဂအရာရှိတူရဲ့ပြောကြားချက်ကို45 rights ကအခုလိုဖော်ပြထားပါတယ်။2023ခုနှစ်နိုဝင်ဘာလမှာ AA နဲ့စစ်ကောင်စီကြားတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်ပွားတဲ့အချိန်ကဆက်ပြီးတော့စစ်ကောင်စီတပ်တွေကတွာလာရေးနဲ့ဝင်ရောက်ခွင့်တွေကိုတင်းတင်းကြပ်ကြပ်တန့်တက်ခဲ့တယ်။ စစ်ကောင်စီအုပ်ချုပ်ရေးကရခိုင်ပြည်နယ်အလဲပိုင်းကနေမြောက်ပိုင်းကိုပို့ဆောင်တဲ့အဓိကထောက်ပံ့ရေးလောင်းချောင်းတွေကိုပိတ်ပင်ခဲ့ပြီးတော့နောက်ပိုင်းမှာဗမာပြည်အလဲပိုင်းကနေရခိုင်ပြည်မြောက်ပိုင်းထောက်ပံ့ရေးလမ်းကြောင်းတွေကပိတ်ပင်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုပိတ်ပင်ကတ်တတာတွေကြောင့်ဒေတာရင်းကပြည်သူတွေဟာအငက်ငက်အပြက်ပြက်ဖြစ်လာတာပါအဲ့ဒီအပြင်မှာကျမရေးဆောက်ရှောက်မှုနဲ့စေဝါလုံးလုံးလောက်လောက်မရတော့တာကြောင့်ယောဂါဖြစ်ပြီးတော့တည်ဆုံတဲ့လူတွေလည်းရှိလာပါတယ် ဒီလိုတည်ဆုံမှုတွေထဲမှာရခိုင်ပြည်နယ်ပေါတောမြို့နယ်ကရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်တဲ့ကိုအောင်ထွန်းရဲ့နှစ်နှစ်ခွဲအရွယ်တမိလေးလေးပါဝင်ခဲ့တယ်လို့45 rights ကဖော်ပြထားပါတယ်။ကိုအောင်ထွန်းရဲ့တမိငယ်လေးဟာ2024ခုနှစ်ဇူလိုင်လတုန်းကဆေးလည်းမရှိကုသပေးမဲ့လူလည်းမရှိတာကြောင့်ဝမ်းပြက်ဝမ်းရှော်ယောဂါဆက်ဖြစ်ပြီးတော့၃နာရီအတွင်းမှာတည်ဆုံခဲ့ရပါတယ်။သူကပြောပြတာကတော့ကျမကြီးအဖွဲတစ်ဖွဲကိုသူဖုံးဆက်ခဲ့တယ်။ဒါပေမဲ့စစ်ကောင်စီကလွန်ခဲ့တဲ့ လာအနေငယ်ကလေးကကန့်တက်ထားတာကြောင့်သူတို့မှာဘာစေးဝါးမှမရှိဘူးဘာစေးဝါးမှမပို့နိုင်ခဲ့ဘူးအဲ့ဒါကြောင့်သူသမီးလေးကလည်းအရန်ငယ်ပြီးတော့တေးတဲ့တေးတဲ့လေးဆိုတော့ခန္ဓာရင်မရှိခဲ့ဘူးသုံးနာရီတက်မှာပဲတေဆုံသွားခဲ့တယ်လို့သူကဆိုပါတယ်သူစနီးနဲ့သူကအဲ့ဒါကြောင့်အလွန်မင်းစိတ်ထိခိုက်ခဲ့ရတယ်လို့ကိုအောင်ထွန်းကပြောပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့မှတ်တမ်းအရဆိုလို့ရှိရင်2024ခုနှစ်ဇွန်လကနေပြီးတော့အောက်တိုဘာလအထိရခိုင်ပြည်နယ်မှာရေတပ်အပြင်းထန်ဆုံးရှုံးတဲ့ one shot one ပြက် yoga AWD ဖြစ်ပွားသူပေါ2600ကျော်ရှိပါတယ်45 rice ကအဲ့ဒီဖြစ်စင်မှာတိတ်ဆုံးတဲ့သူ12ယောက်လောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်အဲ့ဒီတော့ကလူအများစုဟာ one yoga ဝင်တဲ့အချိန်တက်စားတောင်ဖြုံမတော့နိုင်ခဲ့ကြပါဘူးတက်စားတွေဟာအဲ့ဒီမှာအကန့်အသတ်လည်းပဲရှိတဲ့အပြင်ဝယ်ဖို့ဈေးတိတ်ကြီးတဲ့အတွက်ကြောင့်တက်စားထုတ်တောင်မှမဝင်နိုင်ကြတာပါအဲ့ဒါလိုအခြေအနေတွေကြောင့် တို့ရဲ့ကျမ်းမာရေးအခြေအနေကချက်ချင်းဆိုတော့ဆိုးလာပြီးတော့တိတ်ဆုံးကုန်ကြတာလို့သိရပါတယ်စစ်ကောင်စီကဒီလိုအခြေအနေမှာကိုယ်တိုင်လည်းမကူညီသလိုကူညီကယ်ဆယ်ရေးလုပ်ပေးမဲ့ရခိုင်ကအရက်ဖက်အဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂအဖွဲ့ဝင်တွေကိုလည်းတွားခွင့်မပေးဘဲနဲ့စစ်တပ်စစ်စည်ရေးဂိတ်တွေကနေပြီးတော့ကန့်သတ်ပိတ်ဆို့ထားပါတယ်မြေပြင်ကနေပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်တာတွေကိုရပ်ဆိုင်ထားရတယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပါတယ်သူတို့ဟာစစ်ကောင်စီကို TA လို့ခေါ်တဲ့ခီးတွာလာခွင့် အကြိမ်ကြိမ်ရှောက်ထားခဲ့ပေမဲ့အကြိမ်တိုင်းမှာစစ်ကောင်စီဘက်ကညှင်းပယ်တယ်။နောက်ပိုင်းမှာမြို့နယ်ကနေတဆင့်စစ်တပ်ကွက်ကဲမှုရုံးကိုချင့်ကပ်ဖို့ကြိုးစားခဲ့ပေမဲ့သူတို့ကလည်းဘာမှတုံ့ပြန်မှုမရှိခဲ့ပါဘူးလို့နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးရေးလှုပ်ဆောင်နေတဲ့ဝန်ထမ်းတဦးကပြောတာကို45 rights ကပြန်ပြီးတော့ဖော်ပြထားပါတယ်။ဒီလိုကုံတော်ခွင့်ပိတ်ပင်တာတွေနဲ့ဆစ်ဖြစ်နေတဲ့အခြေအနေတွေကြောင့်ရခိုင်မှာစံဆိုင်ဖို့ကလည်းမလွယ်တော့ပါဘူး။ကုံစင်းနှုံးတွေခုန်တက်လာပါတယ်။အာနာသိန်းနှုံးကမောခဖြစ်တုန်းကဆိုလို့ရှိရင်တောင် အခုလောက်ကုန်စင်းတုန်းကမတက်ပါဘူးအခုတကြောပြန်တိုက်ပွဲတွေပြန်ဖြစ်လာချိန်မှာဈေးကတော်တော်ကြီးကိုကြီးသွားတာ၁၀ဆလောက်กว่าသွားတယ်အစတုန်းကစိုက်ပျိုးရေးကအဆင်ပြေသေးတယ်ကုန်စည်စီးဆင်းမှုကရှိသေးတယ်လမ်းကြောင်းတွေလည်းအဆင်ပြေသေးတယ်အခုတစ်ခေါက်ဖြစ်တဲ့အခါမှာရခိုင်က၄ဘက်၄တန်းအကုန်အပိတ်ခံလိုက်ရတယ်အကုန်ပိတ်လိုက်တဲ့အခါကျတော့ဝင်ပေါက်လည်းမရှိတော့ဘူးပြီးရင်ရှိတဲ့ကုန်ပစ္စည်းတွေကိုပြည်သူတို့ရှုပ်ရလဲဈေးနှုန်းတင်ပြီးတော့ရောင်းကြတယ်အဲ့ဒါလို့ဆိုတော့လက်လုတ်လက်စားတွေအတွက်ပို့ပြီးတော့အခက်အခဲဖြစ်သွားတယ်ပို့ပြီးတော့အခက်အခဲဖြစ်တဲ့အပြင်မှာသူတို့ဟာ စစ်ဆောင်ရတယ်ကိုယ့်စီမှာရှိတဲ့ပတ်စံလေးနဲ့တနေရာကနေတနေရာရှောင်ရအကုန်စည်းနှုံးတွေကလည်းတအားစည်းကြီးဆိုတော့ရှိသမျှပတ်စံလေးအကုန်လုံးကုန်သွားကြတယ်နောက်တစ်ခါစပားဆိုင်မယ်ဆိုလို့ရှိရင်လည်းမြေစီစည်းကအလွန်ကိုစည်းကြီးနေတယ်ရေလုံငန်းဆိုလို့ရှိရင်လည်းအဲ့ဒါလိုပဲမလုတ်ကင်နိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ရခိုင်ဒေသခံတဦးက TM Media ကိုပြောပါတယ်ရခိုင်မြောက်ပိုင်းမှာအများစုကစိုက်ပျိုးရေးလုတ်ကင်ကြပြီးတော့ တောင်ပိုင်းကတော့ရေလုံငန်းလုပ်ကင်ကြတာအများပါတယ်အခုတော့ရခိုင်ကလူများစုဟာဘယ်အလုပ်ကင်မှာအလွယ်တကူအတီတကျလုပ်ကင်စားတော့လို့မရတဲ့ဘဝကိုရောက်ကုန်ကြပါတယ်လူများစုကြီးကအလုပ်လက်မဲ့ဖြစ်ကုန်ပြီးတနေ့စာစားဖို့တောင်မှအနိုင်နိုင်ရုံးကန်နေရပါတယ်အရင်ကြက်တဲ့ကတဲ့တစ်တောင်ကျနှစ်ခွန်းဆစ်စင်ရေးစကားစားကလာရီတုန်းကဆိုလို့ရှိရင်ကော်ဖီတောင်မှမတောင်းနိုင်ကြပါဘူးအရင်ကကော်ဖီတရုတ်ကိုမြန်မာငွေ90ပဲပေးရပေမဲ့ကုန်စည်စီးဆင်းခွင့်ကန့်သက်ခံရတဲ့နောက်မှာ900လောက်အထိပေးရတဲ့အထိကွာဟသွားတာပါ လက်ရှိအချိန်မှာတော့ရခိုင်မှာကုံရောင်းကုံဝဲလောက်ကင်စားတော့ကြတာမျိုးတွေရှိပါတယ်ဘင်္ဂလားဒေ့ရှ်နယ်ဘက်ကနေပြီးတော့နယ်ဇက်ကုံတော်ရေးပိတ်ထားတာစစ်ကောင်စီကပိတ်ထားတာရှိပေမဲ့အိန္ဒိယဘက်ကတော့ဖွင့်ထားတဲ့အတွက်ကြောင့်ရခိုင်ကနေအဲ့ဒီကိုသွားပြီးတော့အဓိကအဖြစ်စားတော့ကုံတွေဝယ်ယူကြတာမျိုးတွေကုံတွယ်ကြတာမျိုးတွေရှိတယ်လို့သိရပါတယ်ရခိုင်ပြည်နယ်ကြောက်တော်ကနေတဆင်အိန္ဒိယမီဇိုရန်ဘက်ကိုရေလမ်းကြောင်းနဲ့သွားလို့ရတယ်လို့ကားလမ်းနဲ့သွားလို့ရတဲ့လမ်းကြောင်းတချို့လည်းရှိနေပါတယ် အခုနောက်ပိုင်းပတ်စံရှိတဲ့လူနည်းစုကပဲအိန္ဒိယဘက်ကိုသွားပြီးတော့ကုံရောင်းကုံဝဲလုတ်တယ်။ကျန်တဲ့လက်လုတ်လက်စားတွေကြတော့အဆင်မပြေဘူး။အလုတ်ကန်ရှာပါတယ်။ဘာလို့လို့လုတ်ရမှမသိဘူး။တခုခုလုတ်မယ်ကြံလိုက်ပြန်ရင်လည်းအရင်ကတော်တော်ကိုလိုတာ။အရင်က9သိန်းနဲ့လုတ်လို့ရမယ့်နေရာမှာအခု10သိန်း15သိန်းလောက်ရင်းနိုင်မှလုတ်လို့ရမယ့်အခြေအနေဖြစ်သွားတာ။အိန္ဒိယဘက်ကိုတစ်ခေါက်ဝင်မယ်ဆိုလို့ရှိရင်လည်းရင်းနှံစီဖို့တက်စီဖို့ရှိတယ်။ဆက်လီဖို့ကလည်းဈေးကြီးတယ်။အခွန်အခတော့ဘာလို့ပေးရတာရှိတယ်။အဲ့ဒီကိုသွားရတဲ့လမ်းကြောင်းကလည်းတော်တော်ခက်ခဲတယ်။မနစ်ကမိုးရွာတိမှာတော့ကဆိုလို့ရှိရင်ရေကဆန်ပြီးတော့တက်နေတာ။ ဲ့လိုအချိန်မျိုးမှာဆက်လိမ်နဲ့သွားရတဲ့သူတွေကြတော့အသက်နဲ့ရင်းပြီးတော့သွားကြရတာအဲ့ဒါကြောင့်လဲသူတို့ပြန်ရောက်တဲ့အခါမှာကုံစင်းနှုံတက်တာလို့ရခိုင်ဒေသခံကပြောပါတယ်ရခိုင်ပြည်နယ်တစ်ခုလုံးစစ်ကောင်စီထိန်းချုပ်မှုအောက်ကလွတ်မြောက်နိုင်ဖို့အရက်ခတ်တက်တော်အေအေကဒစားချင်းတိုက်ပွဲတပွဲချင်းပေါ်ပြီးတော့ဥဆောင်လှုပ်ရှားနေပါတယ်တစ်ဖက်မှာရခိုင်ကပြည်သူလူထုကစစ်ပွဲတွေကြားဆက်လက်အသက်ရှင်နိုင်ဖို့နဲ့မငတ်ဖို့ကိုတရချင်းစီတိုင်းတိုက်ပွဲဝင်နေကြပါတယ် ဒါအားလုံးပဲဒါလေးကတော့ဆရာကိုသိမ်းမြက်ကနေပြီးလက်ရှိရခိုင်ပြည်မှာဖြစ်နေတဲ့ခြေမျိုးဖြစ်ပါဖြစ်ပါတယ်။စပီးတောင်ခံရတဲ့ခါမှာတော့ဒီလိုပဲလူတွေနဲ့ခံရတာတော့အသေးချာပဲ။အဲ့တော့စိတ်ဟာမကောင်းမှန်းသိတယ်။ဒါပေမဲ့ပြည်သူတွေကမင်းအောင်နိုင်ပြုတ်ကြဖို့စိတ်ကိုပေါ်နေတဲ့အနေထားတောင်းနေရတော့ကြာပါပဲ။